ကဲအဲ့တော့တို့စအောင်အဲ့တို့ဒီ Acer laptop ကိုအရင်ဆုံးတို့မလုပ်မလဲဆိုတော့ power အရင်ဖွင့်ကြည့်မယ်ဒီကောင် HDD ဖြစ်နေတာဖြစ်တဲ့အတွက်သူ့ကို SSD မလုပ်မလဲဆိုတော့ upgrade လုပ်မယ်เนาะ upgrade လုပ်မှဖြစ်တဲ့အတွက်ငါတို့ဒီမှာ power supply နဲ့ power supply တုံးပုံတုံးနည်းလေးကိုလည်းပြောပြအဲ့တော့ဒီမှာ power supply DC power supply ရှိရယ် black ခုံထိုးပြီးသွားပြီတို့ဒီမှာဖွင့်လိုက်ဖွင့်လိုက်တော့တို့ဒီမှာ90 volt เนาะအဲ့တော့ဒီမှာ upper နှလုံးရှိရယ်เนาะတို့ဒီမှာ upper upper up လှည့်လို့ရတယ်နှလုံး အဲဒါဆိုရင်ဘာဖြစ်သွားလဲဒီဘက်ကိုလှည့်ရင်ယော့သွားတယ်ပြန်တင်မယ်အဲဒါဆိုရင်90ဖို့ဟမ်ဒီတရီလောက်ကြော်တာဘာမှထူ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 ကြီးမရှိဘူးเนาะဒီအောက်ဘက်ကောင်ကပြန်ရှော့ကျင်နေဆိုနေနေလေးပြန်ရှော့ဟုတ်လားအဲဒါဆိုရင်90ဖို့အောက်ကကြော်တော့5ဖို့လောက်ထားမယ်ဆိုဒီမှာအောက်က5ဖို့အမ်ပီယာကိုကြော်ဒီဟာနဲ့ရှင်မယ်ကြားမလားအဲ့ဒီမှာ output လွှတ်မယ် အပေါ်လောက်လာရင်00ဖြစ်သွားပြီဒါကတို့ laptop ကိုမထိုးထားလို့မလို့เนาะအဲ့တော့ငါတို့ laptop ကိုထိုးဖို့ရအတွက်ကဒီလိုမျိုးခေါင်းကြီးဘာဖြစ်လဲလိုတယ် laptop အမျိုးအစားတစ်ခုနဲ့တစ်ခုကဘာမလုပ်ဘူးလဲမတူเนาะ laptop အမျိုးအစားတစ်ခုနဲ့တစ်ခုကမတူအဲ့တော့ဒီမှာ Acer Acer ရဲ့သူ့ရဲ့ power ကောင်းကြီးအောင် power ကောင်းကြီးအောင်အထဲထဲမှာပင်လေးပါเนาะအထဲထဲမှာပင်လေးပါရေဆိုတော့ငါတို့ကဘာကိုရှားမှာလဲဆိုတော့ အကောင့်နဲ့ကောင်ရှာမှာအပောင့်နဲ့ကောင်ရှာမှာနော်ကဲကြည့်ရအဲ့တော့ဘယ်ကောင် ဖြစ်နိုင်လဲဘယ်ကောင်ဖြစ်နိုင်လဲဆိုတော့ဒီမှာဆရာဖြုတ်လိုက်မယ်ဒီကောင်ဖြုတ်မယ်ဒီကောင်ဖြုတ်မယ်အဲ့တော့ဒီနဲ့ကောင်နဲ့နည်းနည်းကောင်ကျက်လားမကျက်လားဆိုတော့ဦးငါတို့စမ်းကြည့်မှာပေါ့နော်โอเคဒီကောင်နဲ့ကျက်နော်အဲ့တော့ဆရာဒီမှာ laptop မှာထိုးလိုက်မယ်ထိုးလိုက်တော့ ampere ဆွဲလားမဆွဲလားဆိုတော့ကြည့်အဲ့ဆိုရင် ampere မဆွဲဘူးပြန်နော် အစွန်းအမ်ပီယာမဆွဲဘူးအမ်ပီယာမဆွဲရင်ကောင်းတိတ်ပြီးတော့မမိလို့အဲဒါဆိုရင်အမ်ပီယာဘာဖြစ်သွားပြီလဲဆွဲသွားပြီအမ်ပီယာဆွဲသွားပြီဆိုရင်အဲ့မှာပြရတူတာကင်းကနန်ပြရသွားပြီတူတာခုန00ပဲပြရလေဒါဆိုရင်အမ်ပီယာဆွဲလာဆွဲရဆိုရင်တို့ laptop ကိုဘာလို့လို့ရည်လဲဖွင့်လို့ရအဲ့လိုအခြေအနေမျိုးမှာတို့ကဒီဘက်က CV လို့မပြဘဲနဲ့ဒီဘက် CC လို့ဘက်မှာမီးအနီလင်းနေတယ်ဟေးဆိုရင်အဲ့ဒါဆိုရင်တို့က laptop တစ်လုံးမှာ ဘာရှိနေရလို့ယူဆလဲဆိုတော့ short ရှိတယ်လို့ပြောပါလို့ရတယ်ဆိုတော့ယူဆလို့ရအခုကတော့ CC ဘက်မှာမလင်းမနေဒီမှာ CB ဘက်မှာလင်းနေတယ်ဒါဆိုရင် okay လဲ ampere လဲဘာလို့လဲဆွဲတယ်ဒါတို့ကပါဝါမဖွင့်ရသေးဘူးလीเนาะအဲ့တော့တို့ဘာလို့ကြည့်မလဲပါဝါဖွင့်ကြည့်မယ်ပါဝါဖွင့်ကြည့်လို့ဆက်တက်လာမတက်လာဆိုတော့တို့ငါတို့ဘာလို့မလဲဆမ်းမယ်အဲ့တော့ power clock ကဘယ်မှာလဲဒီနှိမ့်လိုက်ဆက်တက်လာမတက်လာဆိုတော့ငါတို့ကြည့်မယ်တက်လာ second logo တက်လာပြီလားအဲဒါဆိုရင် logo တက်လာပြီဒါဆိုရင် window မလုပ်လဲတက်ဒါပေမဲ့ဒီကောင်က HDD ဖြစ်တဲ့အတွက်ဆက်ကနည်းနည်းလေးပါဖြစ်နေလေဟန်းနဲ့လေးတယ်လေးတာဖြစ်တဲ့အတွက်သူ့ကိုငါတို့ဘာပြောင်းမလဲ SSD ပြောင်းပြီးတော့သုံးမယ်ဟုတ်လား SSD ပြောင်းပြီးတော့သုံးမယ်အဲ့တော့ Windows logo တက်လာပြီအော်မြင်တော့မြင်တယ် SSD လား HDD လားတစ်ချက်ကြည့်ကြည့်ပါဦးကြည့်တက်လား SSD လား HDD လားကြည့်တက်ပြီလားဟမ်ကြည့်တက်ပြီနော် SSD လား HDD လားကြည့်တက်တယ်နော်ဘူဂျူဂျူ ။ဘာလုံးလိုက်ရတယ်ပြောကြအောင်။ဒါဆိုရင်ဘာဖြစ်သွားလဲပြန်ပြီးတော့ပိတ်သွားဟဲ့လား။ခဏလေးစောင့်ကြည့်မယ်။အမ်ဘီကတော့ဆွဲနေတယ်တွေ့လား။ပါပါပြန်ဖွင့်ကြည့်။ပြန်တက်လိုက်အဲ့ HDD နဲ့ SSD ကကြည့်တယ်သူကဒီအော်တိုတန်းပြီးတော့ဘာဖြစ်သွားလဲပိတ်သွားနော်ဘယ်ကြွေးပါလဲဟောကြာမမေးရင် ဟာကြာလို့ရှိရင်ဗီဒီယိုရိုက်လို့ရှိရင်မင်းတို့မျက်နှာလေးပါထည့်ပေးလိုက်မယ်ဟာနော်